အဲ့ဒီကောလိတာကလည်းဥပဒိတလာတာကိုခလန်းလန်းကကြည့်လိုက်ကြတယ်ကဥပဒိတရဲ့မျက်နှာခါတိုင်းနဲ့မတူဘူးရွှင်းနေတာပဲငိမ့်ချမ်းတဲ့အသွင်သဏ္ဍာန်နှလုံးသားငိမ့်ချမ်းမှုတွေဟာမျက်နှာပေါ်မှာလာထင်ဟပ်နေတာကို မြင်လိုက်ရတော့ဒီကနေ့တော့ तू သိချင်တာတွေသိလာပြီဆိုတာကိုမှန်းဆလို့ရတယ်ပေါ့အဲ့ဒါနဲ့ဥပဒိတကရောက်တဲ့အခါ သူ့ရဲ့အတွေ့အကြုံတစ်ခုပြန်ပြောပြပြန်ပြောပြပြီးရှင်အသက်စီမထေမြတ်အတူချုပ်ပြောလဲတဲ့ဗုဒ္ဓရဲ့အဆုံးအမဩဝါဒလေးကိုအရင်တိုင်ပြန်ပြီး ဖောက်တဲ့ချလိုက်တဲ့အခါမှာကောလိတာကလည်းညံထက်တဲ့ပုဂ္ဂိုလ်ဖြစ်သည့်အတွက်ကြောင့်သူလဲဓမ္မဆက်ခုလို့ဆိုတဲ့ဓမ္မအမြင်တစ်ခုလက်ခံရရှိသွားတယ်ဆိုလိုတာကဥပဒိတ္တကလည်းဒီကာရာလေးတစ်ပုဒ်ကြားလိုက်တာနဲ့ မှန်ကန်စွာမြင်ရင်းနဲ့တန်တရာရှင်းခြင်းလို့ဆိုတဲ့အဆင့်သောတပန်ပုဂ္ဂိုလ်ဖြစ်သွားတယ်လို့ပြောတာ ကောလိတကလည်းသောတပန်ဖြစ်သွားတယ်ဖြစ်သွားတာနဲ့တပြိုင်နက်ကောလိတကစိတ်မြန်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်ရှမောကလန်ဆိုတာတကိုယ်ပဲအာတဏာနောက်ပိုင်းကြတော့ဒါကြောင့်မို့လို့သူ့ရဲ့ဝါသနာကစိတ်မြန်လက်မြန်ရှင်သာရိပုတ္တရာလို့အေးအေးဆေးဆေးသမားမဟုတ်ဘူးထက်ထက်မြက်မြက်မြန်မြန်ဆန်းဆန်းလောက်တက်လို့ ဒါဆိုသွားကြစို့ရသော်ဘုရားဟာမဟာသမဏယဟန်ဂေါရမတို့ရဲ့ဆရာပဲသူစီသွားကြစို့ခုချက်ချင်းပဲသွားတော့မယ်လို့တော့ရှင်သာရိပုတ္တရာမထေရ်ကအဲ့ဒီဥပတိတ်တကပြောတယ်တငယ်ချင်းကောလိတာခုချက်ချင်းသွားလို့မဖြစ်သေးဘူးတို့ရဲ့တို့ကိုအားကိုးပြီးတော့နေကြတဲ့ပြပိုက်ပေါင်း နော်နှစ်ရာနဲ့90သူတို့ရဲ့တပြည့်တွေရှိသေးတယ်သူတို့ကိုတို့ပြောဖို့လိုတယ်သူတို့ကြိုက်တာလောက်ရအောင်တို့သွားပြောမယ်ဆိုပြီးပရဘိုက်တွေသူတို့ရဲ့နောက်လိုက်ပရဘိုက်တွေနှစ်ရာ90ကိုသွားရောက်ပြီးတော့ပြောတယ်တို့တော့ဆရာကောင်းတွေ့ပြီဓမ္မအစစ်ကိုဟောပြောနိုင်တဲ့ဆရာကောင်းတွေ့ပြီအဲ့ဒီဆရာကောင်းထံတို့ တပည့်ခံတော့မယ်မင်းတို့ရောဘယ်လိုသဘောကျသလဲဒီမှာပဲနေကြမလားဒို့နဲ့အတူလိုက်ကြမလားလို့ဆိုတော့တပည့်ပြပိုက်တွေကဘာပြောကြတော့ဆိုတပည့်တော်တို့ဒီနေတာအရှင်ဖျားတို့ကိုမှီပြီးတော့နေတာအရှင်ဖျားတို့ဖြစ်တဲ့အတိုင်းပဲတပည့်တော်တို့လည်းအရှင်ဖျားတို့သွားရပဲလိုက်ပါမယ်ဆိုပြီးတော့ပြပိုက်ပေါင်း200နဲ့90 ဥပတိတ္တကောလိတာတို့ ਨੇ အတူမြတ်စွာဘုရားစီသွားဖို့ဆုံးဖြတ်ချက်ချလိုက်ကြတယ်ပေါ့အဲ့ဒီအချိန်မှာဥပတိတ္တပရပိုက်ဆိုတာရှင်သာရိပုတ္တရာအလောင်းအမတမစိတ်ဓာတ်ကနုညံ့တယ်ငါရှင်ကောလိတာတငယ်ချင်းကောလိတာတို့ရဲ့ဆရာကြီးကလည်းတို့ပေါ်ကျေးဇူးရှိပါတယ်သူ့ကိုလည်းတို့ ခေါ်သွားရင်ကောင်းမယ်သူ့ ጓ ရတွေကမမှန်ကန်ဘူးတို့ခေါ်သွားကြရအောင်အခုမှန်ကန်တဲ့တရားကိုတို့တွေ့ပြီသူစီတို့သွားပြီးတော့တိုက်တွန်းကြည့်ရအောင်လို့ဆိုပြီးတော့ဆရာဖြစ်တဲ့သင်္ဇာပြပိုက်ကြီးစီသွားပြီးကောမမြတ်စွာဘုရားဟာတို့ရဲ့ဆရာပဲသူဟောတဲ့တရားတွေကအမှန်တမ်းမှန်ကန်တယ်ဒါကြောင့်မို့လို့ကျွန်ုပ်တို့ထူထူသွားကြရအောင်လို့ တင်ဆရာပြပိုက်ကြီးကိုသွေးဆောင်ခေါ်ခေါ်ငင်တဲ့အခါမှာတင်ဆရာပြပိုက်ကြီးကဘာပြောလဲဟေ့မတော်ကြနဲ့တို့ဒီမှာပဲ၃ရောက်တူတူဒီခိုင်းကြီးကိုဥစည်းကြရအောင်ဘာလို့သွားမလဲတို့တရားနဲ့တို့ဒီမှာပဲနေကြရအောင်လို့ပြောတယ်ညင်းဆန်တယ်သို့တော့ဥပဒိတ်တာက၃ချိန်ထိအောင်ခေါ်တယ်ခေါ်တဲ့အခါနောက်ဆုံးမှာဘာပြောလိုက်လဲ ဆိုတော့ဥပဒိတကဆရာကြီးတဲ့လောကမှာအသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေဟာဘယ်ယူဝါဒမှန်တယ်ဘယ်ယူဝါဒမှားတယ်ဆိုတာသိကြလိမ့်မယ်တဲ့အဲဒီတော့ပညာရှိတဲ့ပုဂ္ဂိုလ်တွေကအမှန်တရားကိုသိနိုင်တာဖြစ်သောကြောင့်ဂေါတမဗုဒ္ဓဟောပြောတဲ့တရားတွေကအမတမမှန်ကန်တဲ့စဉ်းစားဉာဏ်ရှိသူတို့အတွက်လက်ခံနိုင်တယ်ဆရာကြီးစီမှာ ဒီလိုစဉ်းစားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေကနောင်ကြရင်ဆရာကြီးနာ နေကြမှာမဟုတ်ဘူးလို့ဆိုတော့ဆရာကြီးကမခံရင်ဖြစ်သွားတော့ပြောတယ်။ဟေးဥပဒိတာလောကမှာပညာရှိတဲ့လူနဲ့ပညာမဲ့တဲ့ပုဂ္ဂိုလ်ဘယ်ဟာများတော့ပညာမဲ့ကများပါလေ။အေးပညာရှိတဲ့ပုဂ္ဂိုလ်တွေရဟန်းတော်ကစီသွားကြ။ပညာမဲ့တဲ့လူအများစုငါးစီလာလိမ့်မယ်လို့ နောက်ဆုံးမှာညင်းဆိုရင်အဲ့ဒါလို့ပြောလိုက်တယ်နော်အလျှော့တော့မပေးဘူးအဲ့ဒါနဲ့ဥပတိတ်တာတို့ကောလိတာတို့သူ့ရဲ့နောက်လိုက်နောက်ပါပရဘိုက်250ပရဘိုက်အရန်ကြီးမှာဘယ်သူမှမရှိတော့တင်စရပရဘိုက်ကြီးတူးတဲ့ပဲကြာရင်ခြံထားခဲ့ပြီးတော့အကုန်လုံးဝေလုံးအောင်ကြောင်းဘက်ကိုထွက်သွားကြတယ် ဂေါရမဗုဒ္ဓရဲ့ဘက်ကိုဖက်ပြောင်းသွားကြတယ်လို့သူတို့ပြောအောင်နော်အဲ့တော့မြတ်စွာဘုရားရှင်ရောက်သွားတဲ့အခါမြတ်စွာဘုရားကတရားဓမ္မဟောပြောလို့ဟောပြောတဲ့အခါမှာအသိဉာဏ်တူးတွေရကြတယ်ကောလိတတို့ဥပတိတ်တတို့ကြည့်ပြီးတော့အင်မတန်ဉာဏ်ထက်တဲ့ပုဂ္ဂိုလ်တွေပဲဆိုတာမြတ်စွာဘုရားကကြွတင်ပြီးတော့ယဟန်တော်တွေကိုမိန့်ကြားတယ် အင်မတန်မှဉာဏ်ထက်တဲ့ပုံကိုယ်တွေလာနေပြီဒီပုံကိုယ်တွေဟာဒိတ်တန်းတပြည့်တွေဖြစ်လိမ့်မယ်လို့မြတ်စွာဘုရားကကြွတင်ပြောပြီးရောက်လာတဲ့အခါမှာသူတို့နှစ်ဦးကိုတရားဓမ္မဟောပြောလို့သူတို့နှစ်ဦးကဥဆောင်ပြီးတော့မြတ်စွာဘုရားရဲ့တပည့်တော်ကဖြစ်ခံယူဖို့လျှောက်ထားတောင်းပန်တဲ့အခါမှာမြတ်စွာဘုရားကအေဣဘိက္ခုယဟန်ဖြစ် ခွင့်ပြုတော်မူလိုက်တာသူတို့နှစ်ဦးနဲ့အပါဝင်ပြပိုက် တပည့်250ပါဘုရားရဲ့တပည့်တော်ကယဟန်ဖြစ်ခံယူရောက်ရှိသွားကြတယ်တဲ့